ရင်ကတည်းကကျွန်တော်တယောက်တည်းနေရတဲ့အခါကျတော့ကျွန်တော်အနေနဲ့တော့လူကြီးဆန်တယ်ပေါ့နော်လူကြီးဆန်တဲ့အခါကျတော့သူတို့တွေကကျွန်တော်စကားတော့နားထောင်တယ်အဲအိမ်ကအမတွေကစားကျွန်တော်စကားနားထောင်တယ်သူကအမိသားစုလိုလည်းဟုတ်တယ်ကိုယ့်ရဲ့ makeup artist လိုလည်းဟုတ်တယ်ပြီးတော့ရှင်တော့အကိုရောရောအမလိုရောအာဟုတ်ပါဘူးအမလိုရောညီမလေးလိုမျိုးရောပေါ့နော်သူနဲ့ကျွန်တော်နဲ့ဆိုကျွန်တော်ကပို့ပြီးတော့လူကြီးဆန်တယ်ပေါ့နော်အများနဲ့ထိန်းပေးနေရတယ်ပေါ့နော် ချူပြေးပေါ့သူက step by step ပေါ့ပြောရရှင်တော့16ပြီ16လာမှာရှိပါတယ်လိမ့်မရင်ပေါ့နင်းနင်းနင်း ီနေ့ကရွှေ beauty palace ရဲ့ဒါသုံးဆိုင်မှုများဖွင့်ပွဲပေါ့เนาะအာဒီအမားဒီ site ရဲ့အကိုရေမားရဲ့နေလဲဒါအမားတို့ကမုံနေလဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲဘယ်လိုပြောမလဲလာပြီးတော့ကွန်ပြူဖြစ်တာပေါ့ဒါဒီ site မတက်ခင်ကလေးကလည်းအမားတို့နဲ့ကကြတော့ဟိုအရင်ကလေးကရင်းနှီးပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့မသိအောင်မစုံတော့လည်းကြာပြီဆိုတော့လေအားကြောင့်ပါ ဟုတ်ကဲ့ချမ်းမြေစေချောင်းကကြတော့ကျွန်တော်တို့မဟာနေပြီးတော့ရိုက်ကူမယ်ပြီးလို့ရှိရင်တော့ဒါနေမကြီးဝတ္ထုလည်းဖြစ်တယ်ပြီးလို့ရှိရင်တော့ဒရိုက်တာမှာ GPTion လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲဒီဆယ်လပိုင်းထဲမှာကျွန်တော်စတင်ပြီးတော့ရိုက်ကူဖြစ်မယ်ထင်တယ်ခင်ဗျအဲကျွန်တော်အခုလက်ရှိမှာကျတော့ဒါ AMD ထုတ်လုပ်ရင်းနဲ့မဟာနဲ့ပူးပေါင်းပြီးတော့ကျွန်တော်ဒီဇိုင်းဆိုရယ်ဇလန်တွေလေးကျွန်တော်ရိုက်ကူနေပါတယ်အဲဒီကားပြီးွားလို့ရှိရင်တော့ဒီဇိုင်းပြီးွားလို့ရှိရင်ကျွန်တော်ချမ်းမြေစေချောင်းလေးရိုက်ဖြစ်မယ်ခင်ဗျဟုတ်ပါ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  ူလာသူကမဟုတ်သူကတော့ကျွန်တော်ကိုကြောက်ပါတယ်သူကတော့ကျွန်တော်အဲကြောက်လို့ဆိုတော့သူကအဲဘယ်လိုလဲကျွန်တော်အလိုလိုက်တယ်ပေါ့နော်အလိုလိုက်တဲ့ခါကျတော့သူကျွန်တော်ဖြစ်ချင်တဲ့အတိုင်းပဲသူအနောက်ကနေပြီးတော့အကောင်းဆုံးလိုက်လုပ်ပေးတယ်ဒီဒီမှာကျွန်တော်တယောက်တည်းနေရတဲ့ခါမှာသူကအာမိသားစုလိုလည်းဟုတ်တယ်ကိုယ့်ရဲ့ makeup artist လိုလည်းဟုတ်တယ်ပြီးတော့ရှင်တော့အကိုရောရောအမလိုရောအာဟုတ်ပါဘူးအမလိုရောညီမလေးလိုမျိုးရောပေါ့နော်ဆိုတော့ ကိုရဲ့မောင်နှမတွေတော့အခင်ဆုံးလို့လည်းပြောပြီးတော့ရှင်အားကိုးရအောင်ဆိုမှာတယောက်နဲ့တယောက်ကကြတော့သူလည်းတယောက်တယ်ကျွန်တော်လည်းတယောက်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အများနဲ့အဲကျွန်တော်တို့တိုင်တိုင်ပင်ပင်နဲ့ပြောဖြစ်တယ်ဗာမဲ့သူနဲ့ကျွန်တော်နဲ့ဆိုတော့ကျွန်တော်ကပို့ပြီးတော့လူကြီးဆန်တယ်ပေါ့နော်အများနဲ့ထိမ့်ပေးနေရတယ်ပေါ့နော်အာသူကစိုးရယ်စိုးရခါကြတော့ခါကြလို့ရှိရင်တော့အဲ့လိုမျိုးအဲ ကိုအရန်ဆိုးလာတဲ့ခါကျလို့ရှိရင်ကျွန်တော်အဲ့လိုမသိစကားမပြောတော့ဘူးနော်ကျွန်တော်အရန်ဟိုဆူဆူတာပါတော့အဲ့လိုမျိုးလဲကျွန်တော်မလုပ်ချင်တဲ့ခါကျတော့လေအဲ့လိုမျိုးဟိုကျွန်တော်သွားချင်တဲ့ပုံစံတော့ကျွန်တော်တပြည့်ပြည့်တော့ပုံသွင်းနေခင်ဗျာပုံသွင်းပြီးတော့ရှင်တော့သူလည်းအဲ့လိုမျိုးဟိုလိမ့်ပါရယ်ပေါ့နော်အဓိကကျတော့ဘယ်ရမဆိုပေါ့ကိုကိုယ်တိုင်လိုချင်တာပဲမရဘူးနော်ကိုဖြစ်စေချင်တာကိုအရင်ပေးရောခါကျတော့မှအဲမေတ္တာရင်ပေးလို့ရှင်တော့သူကိုယ်တိုင်လည်းကိုယ့်ပုံမှာပြန်ပြီးတော့ပြန်ကောင်းလာတာပဲဒါကို ပြေသွားမလို့လားခလေးကြောင့်ပို့မို့တို့ကျွန်တော်အကြောင်းနေရတို့ကျွန်တော်ကြောက်တယ်ကျွန်တော်ကတော့အရင်ကတည်းကကျွန်တော်တယောက်တည်းနေရတဲ့ခါကျကျွန်တော်နည်းနည်းတော့လူကြီးဆန်တယ်ပေါ့နော်လူကြီးဆန်တဲ့ခါကျတော့သူတို့တွေကကျွန်တော်စကားတော့နားထောင်တယ်အဲအိမ်ကအမတွေကစားကျွန်တော်စကားနားထောင်တယ်ကျွန်တော်ကတော့နည်းနည်းလူကြီးဆန်တဲ့ခါကျတော့လေဆိုတော့ဟိုခါကျလို့ရှိရင်တော့ကျွန်တော်ကတိတ်ပြီးတော့စူရာတော့ဘာလို့တိတ်တော့မလုပ်ခါကျအဲ့လိုမျိုး အဲကျွန်တော်ကြီးလိုက်လို့ရှိရင်ကျွန်တော်ဗာပြောရှင်လဲသူတို့တည်ရဲ့ခါကြောလေအဲ့လိုမျိုးဒီပေါ်သူက step by step ပေါ်ပြောရရှင်တော့16ပြီ16လာပါဟောရှိပါတယ်လိမ့်မာရင်ပေါ့တခါကြလို့ရှင်အဲ့လိုမျိုးဟိုဘယ်လိုပြောမလဲအလုပ်ပေါ်မှာဟိုမေးတဲ့ဒါတော့ဘာလို့ဖြစ်တယ်ကျွန်တော်ကကျတော့ဟိုအလုပ်ကို အာယုံစိုက်တာနဲ့တန်မိုးထားတာကိုပဲကျွန်တော်ပို့သဘောကျတဲ့အခါကျတော့ကျွန်တော်အလုပ်ပေါ်မှာဒီဒီဖြစ်တာပို့တော့သဘောကျတဲ့အခါကျလို့ရှိရင်မပစ္စည်းတွေမေ့ချန်ခဲ့တာတော့ပြောလို့ရှိရင်တော့တခုခုမေ့သွားတဲ့အခါကျတော့ကျွန်တော်မကြိုက်ဘူးเนาะအဲ့ခါကျတော့အဲ့ဒါတွေအရန်တင်ပေးရတယ်ဒါကတော့ကျွန်တော်နဲ့မှမဟုတ်ဘူးပေါ့เนาะသူရှေ့ရှောက်ရမယ်အဲသူရဲ့အလုပ်ပေါ်မှာပဲဖြစ်ဘယ်အလုပ်ပေါ်မှာပဲဖြစ်ကိုယ်အလုပ်ကိုတန်ဖိုးထားမှဒီအလုပ်ကကိုယ့်ကိုပြန်ပြီးတော့ဟိုတန်ဖိုးထားမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒါသူ့အတွက်ကောင်းစေချင်လို့ကျွန်တော်ကတော့ဟိုကျွန်တော်ပုံစံအတိုင်းကိုကျွန်တော်ရဲ့ အတွေ့အကြုံတွေကျွန်တော်အလုပ်ဘယ်လိုလုပ်တဲ့ပုံမှာကျွန်တော်သင်ပြပေးတာပါတို့အမြဲတမ်းအိမ်မှာပဲစားနေရအခုကျွန်တော်ဒါရိုက်လုပ်လို့ရှိရင်လည်းသူ့ကိုကျွန်တော်စားတဲ့ဟာပဲကြွေးဖြစ်တယ်ပေါ့နော်ကြွေးဖြစ်တဲ့ခါကျတော့ကျွန်တော်လှရတယ်သူလည်းလှရပါကျွန်တော်ကိုယ်တိုင်နိုးချွေးပေးလို့သူပြန်ပြီးတော့နိုးချွေးပေးရ ကျွန်တော်သူ့ကိုယူဆိုင်ပေးလို့သူပြန်ပြီးတော့ယူဆိုင်ပေးရပါတော့။အဲ့ခါကြလို့ရှင်တော့ဘေးနားလူတွေလည်းမြင်ရတယ်။ကျွန်တော်တယောက်နဲ့တယောက်ဟိုအလုတ်တဘောဆိုတာအထက်ကျွန်တော်တို့တယောက်နဲ့တယောက်ဘာတွေလိုအပ်လဲဆိုတာဖြည့်စီပေးနေတယ်ပဲ။ဟိုဘယ်လိုပြောမလဲဒီကျွန်တော်တို့ ဟိုဘယ်လိုပြောမလဲမိသားစုလိုမျိုး relationship လေးဖြစ်သွားတဲ့ခါကျတော့လေအာသူကိုယ်တိုင်လည်းဟိုကျွန်တော်မကောင်းအောင်ဆိုရင်လည်းသူအကြာကြီးလို့ကျွန်တော်ပင်နာမှာနေနိုင်မှာမဟုတ်ဘူးလေเนาะအမှဆိုသူမကောင်းအောင်ဆိုရင်လည်းကျွန်တော်လည်းကြာကြီးလက်သွဲနေတာမဟုတ်ဘူးခါကျွန်တော်တယောက်ဒီတိုင်းပဲညှိနှိုင်းနေတဲ့ပဲကျွန်တော်တို့အလုပ်တူတူလုပ်ကြရတာပါ